အားလုံးပဲမင်္ဂလာပါရှင်။ဒီတစ်ခါဖတ်ပြခြင်းနဲ့ဝိထုတို့နေရာတော့စာရေးစရာမြဝရီရဲကောင်ရေးသားထားတယ်။စရုံးနောက်ရောင်ပါရတော့အခါဆိုတဲ့မဂ္ဂဇင်းဝိထုတို့ပဲဖြစ်ပါတယ်။ဒီဝိထုတို့ဟာဆိုရင်1968ခုနှစ်စက်တင်ဘာလထောက်ဇပယ်ဦးနှစ်နဲ့အထူးတော်မဂ္ဂဇင်းမှာ ပါရှိခဲ့တာဖြစ်ပါတယ်။အားလုံးပဲနားဆင်ခံစားပေးပါဦးရှင်။စရုံးနောက်ရောင်ပါရတော့အခါအခန့်တဲ့ မောင်နှင့်မော်တို့အိမ်အောင်ကျမ်းမြေတာကြခဲ့ရသည်မော်နှင့်မတွေ့ခင်ကပင် မောင်သည်သူ့တသက်တွင်အိမ်အောင်ပြုတ်ပြစ်လိုက်မည်ဟု၍ပင်မထင်တော့မောင်သည်နာမည်ကျော်မဂ္ဂဇင်းတိုက်ကြီးတစ်ခုမှ စာပြင်စရာလေးတဦးမျှသာဖြစ်၍မော်နှင့်တွေ့ရသည့်အချိန်၌သူ့အသက်မှာ32နှစ်သူ့လစာမှာ150မျှသာရှိသေးသည်မော်မှာမောင်နှင့်တွေ့ရသည့်အချိန်၌မူအသက်19နှစ်မျှသာရှိသေးကား ကျမ်းမာရေးစည်ရုံတစ်ခု၌ဝမ်းဆွဲဆီယမ်မာလေးအဖြစ်လောက်ကင်နေသူဖြစ်၍အမေအားဖြင့်ဆိုသော မော်တီမောက်ထင်အသက်ငယ်ယုံမြမကသူ့အလုပ်သဘောအရာမောက်ထင်ရကကောင်းသူလည်းဖြစ်သည် ထို့ကြောင့်ချစ်ချင်းမြတ်တန်ဝန်ကပါ၌အသက်နှင့်နစာကိုဇတူထား၍ပေါင်းထက်သူများအဖို့မောင်နှင့်မော်တီအိမ်နာပြုတဲ့သူများမဟုတ် ထို့မှတပါးလဲမော်တီတာဝန်အရာဗမာလိုဝတ်၍ ဗမာစကားပြောနေရလင်ကစားအဖေနဲ့အဖေကတရုတ်လူမျိုးပြီးပြီးတရုတ်ပြည်တရုတ်လူမျိုးနှင့် တရုတ်ရင်ကျေးမှုကို ချစ်မြတ်နိုးသူဖြစ်၍မောင်ကမူတရုတ်သွေးပါသူဖြစ်လင်ကစားဖက်စစ်တော်လန်၏ကာလအတွင် ကြီးပြင်းလာရသူပြီးပြီးဗမာပြည်ဗမာလူမျိုးနှင့်ဗမာရင်ကျေးမှုကိုသာချစ်မြတ်နိုးသူဖြစ်၏ဤမြအယယအဆဆဝဲလွဲဆက်ကျင်နေကြသူနှစ်ဦးသည် အကြိုက်ချင်းတူ အယူရှင်းမျှ၍ရုတ်တဲ့နက်မဲ့ထိုးလိုက်ကြပြီးဆိုသောအခါအလုံးကအံ့ဩကြသည်မယုံတင်ကဖြစ်ကြသည်ဟောက်မှဟောက်ရလားကွာဟူ၍မေးကြသည်ဒီနှစ်ယောက်ကတော့တိတ်ကြမှာမဟုတ်ပါဘူးဝဲမှာပါပဲဟူ၍လင်းထင်ကြီးပေးကြသည်သို့တော်သူတို့နှစ်ဦးမှာဤသို့လျှင်ဘေးပံဝင်ခြင်းကအမျိုးမျိုးအဖော်ဖော်ဝေဖန်ပြောဆိုနေသည့်ကြားမှာညားပြအောင်ညားခဲ့ခြင်းဖြစ်သည်အနည်း အများကထင်မည်ဆိုလဲထင်လာသည်အမှန်စစ်စစ်မောင်နှင်မတို့၏အိမ်နောင်ကြီးမှစကတဲ့ကပွဲခဲ့ကြရသည်အိမ်နောင်ကြီးလို့ဆိုကမမီမဟုတ်ချီအဘဲကြဆိုတော့မောင်သည် မော့အားရုံးတဲ့လက်မှတ်ထိုးစဉ်အခါကသူ့လက်ထင်၌ငွေတရားမျှသားရှိသည်ထိုငွေဖြင့်မောင်သည်သတင်းကြားနှင့်လိုက်လာကြသောမိတ်ဆွေအပေါင်းအသင်းများအား၎င်းထိုခေတ်ကတရားရုံးအဖွဲ့သားများအား၎င်း ပူဇော်ပတ်သက်ပြီးသည့်အစုံ၌သူ့လက်ထဲတွင်ငွေဆို၍အကျွေးမြတ်သားကျန်တော်သည်သို့တော်မအဖို့ကံကောင်းသည်မှာခုနည်းကသူ့တို့လက်ထက်ပွဲသို့လာရအားပေးကြသောမိတ်ဆွေများအနေနဲ့သူ့မဂ္ဂဇင်းတိုက်သို့မရောက်မီရခင်เจ้าဆရာဘဝကရင်းနှီးကြရသောเจ้าအုပ်ကြီးဆရာဦးထေမြင့်မှာကိုပိုင်ကားဖြင့်ရောက်လာ၍တော်သေးသည်ထိုကားဖြင့်ပင် မောင်တီမော့အားသူအလုလုသောစေယုံမှာ ယုံတို့၎င်းယုံမှစေယုံတို့၎င်းလက်လက်ပပပြန်ခေါ်ခဲ့နိုင်သည်ထို့ကြောင့်လည်းထိုနည်းကမောင်းနှင်မော်တို့ယုံတဲ့နမဲထိုးကြသည်ကိုမော်တို့စေယုံမှမြည်သူညံမသိလိုက်ကြလူမျိုးရဲ့အစွဲကြီးလွန်းလာတော့မုံမိပါများသိလျင်လိုက်လံနှောက်ရက်မြည်ဆိုးတော့ကြောင့်သတင်းစာတင်းနိုင်လည်းမထဲဤမြပိရီတည်တတ်ခဲ့ကြသည်သို့တော်မောင်ဖို့ကဲဆိုးသည်မှာမောင်တီမော့အား ရောက်တဲ့လက်မှတ်ထိုးယူခဲ့တော်လဲလင်မယားတဘာဝအိမ်တစာမိတပြောင်ဖြင့်မထာနိုင်ခဲ့သူကိုယ်တိုင်ကအမဖြစ်သူဤအိမ်၌ကက်နေရ၍မော့အားခေါ်၍မဖြစ်ကိုအိုးကိုအိမ်ဖြင့်မနေနိုင်သည်မြကာလပတ်လုံးမော့အားသူတစ်ပါးနေအိမ်၌ညနာအောက်ချလိုက်နေရမည်အဖြစ်ကို သူကမလိုလားထို့ကြောင့်သူတို့အိမ်၌လာနေရန်ဖိတ်ခေါ်ခွင့်ပြုခဲ့ကြသော အမဖြစ်သူနှင့်မိတ်ဆွေများ၏ကမ်းလှမ်းချက်ကို ငင်းဆန်၍မော့အားသူနေထိုင်ရာစေယုံသို့ပြန်လည်ပို့ဆောင်ခဲ့ပြီးသူကိုယ်တိုင်လည်းအိမ်နောက်ကျပြီသည့်နောက်အမဖြစ်သူကိုမှီခိုနေထိုင်ရန်မသင့်တော်ဟူသောအယူအဆဖြင့်သူအလုံးလောက်ရာမဂ္ဂဇင်းတိုက်သို့ရွှေ့ပြောင်းခဲ့သည်ထိုအခါကမောင်ဤဘဝမှာဇာတော်ထမင်းဆိုင်အိတ်တော်ထေချူးတစ်တာအပေါ်ဝတ်တော်ဒိုးပိဆိုင်ဖြစ်သည်အေးဖြစ်ကိုတွေ့မြင်ရသော အမဖြစ်သူကစိတ်မကောင်းခြင်းဖြစ်က မြုံနာတော်တော်ဖြင့်ဆိုရှာသည်ဟဲ့မောင်ကျော်ဆိုးရဲ့တို့အမျိုးမှာနင့်တို့လူလည်းတယောက်မှမရှိဘူးနင်နဲ့မရဟာညာပိစမှာတယောက်တကွဲနေတယ်ဆိုတာထုံးစံမဟုတ်ဘူးဟဲ့နင်တို့ဥစ္စာဘလို့တော့အိုးမမလည်းထုံးစံဆိုတာလူတွေကတတ်မှတ်နေတာပါလူသမိုင်းအနေနဲ့ပြောရရင်ခစ်တွေကတစ်ခစ်ပြီးတစ်ခစ်ပြောင်းလဲနေတယ်လို့အဲ့ဒီခစ်အပေါ်မှာရက်တည်ပြီးနေတဲ့လူတွေရဲ့အယူအဆဖြစ်တဲ့သစ္စာတရားတို့ ရင်ကျေးမှုတို့နနစ်ထုံးစံတို့ဥပဒေစည်းမျဉ်းတို့ဆိုတာဟာလေခင်နဲ့အတူလိုက်ပါပြောင်းလဲရစမြဲပဲမဟုတ်လားဒီတော့မမတို့ခက်ကဓလိထုံးစံနဲ့ကျွန်တော်တို့ခက်ဓလိထုံးစံနဲ့ရတော့ဘယ်တထရာတဲ့တူနိုင်မလဲအခုအားကလည်းကျွန်တော်နေချင်လို့နေရတာမှမဟုတ်ပဲဖြစ်ပေါ်လာတဲ့အခြေအနေအရမလွဲသာလို့နေရတာကို လောကမှာဘသူမဆိုအကောင်းဆုံးကိုတော့လောက်ချင်ကြတဲ့လူကြီးပဲဒါပေမဲ့လက်တွေ့ခံရကြတော့ တူတူပိုပိုအဖြစ်နိုင်ဆုံးကတော့လောက်သွားကြရတဲ့လူတွေကြီးပဲ။ဒါကြောင့်ကျွန်တော်လည်းအချိန်နေအရအဖြစ်နိုင်ဆုံးကတော့လောက်လိုက်ရတာပါပဲ။ဒါကိုကျွန်တော်စိတ်မကောင်းပါဘူး။ကြိုးစားနေရပါပဲ။ကျွန်တော်တို့အချိန်နေရလည်းလူတိမခံဝင့်သေးတဲ့အချိန်နေဆိုတော့ခဏတစ်ဖြုတ်တော့ဒီလိုနေတာပဲကောင်းပါရဲ့မမရဲ့။မောင်ကအိတ်တို့အချိုတက်လိုက်သည့်အခါ၌အမဖြစ်သူမှာဂျင်းနဲ့သွားရပြန်သည်။သို့တော်မောင်နှင့်မတို့ဤဘဝမှာ အိမြနဲ့မရက်သေးသူတို့နှစ်ဦးမှာနေမယားဟုတ်ပင်ဆိုရလင်ကစားတယောက်နဲ့တယောက်တွဲဆောင်ကြရသည်မှလည်းရွယ်ကူလှသည်မဟုတ်တယောက်တခြားနေထိုင်ကြရသည်အလျောက်မောင်တီမောအလုံးလုံးရာစေယုံသူသွားသည့်အခါတိုင်းတပတ်တစ်ချိန်အားလည်းရမှာတပါ တောင်ဝင်းအယ24နှစ်ရီအလုံးရှိနေတတ်သောမော့ထန်တို့စေတောင်းရန်အနေထားမမှန်သောဘိုက်ထဲမှခလေးကိုရွှေ့ပြောင်းပြုတ်ပြင်ပေးရန်ဘိုက်ဆန်းရန်ခလေးမွေးပေးရန် ခိုက်အပ်ရန်လက်ဆောင်ပနာပေးရန်ကျေးဇူးတင်စကားပြောရန်စသည်စသည်အပြင်မမျှော်လင့်ပင်ရုတ်တရက်ရောက်လာတတ်ကြသောလူနာရှင်များကြောင့်တွားတိုင်းတွေ့ရသည်မဟုတ်သည်ဖြင့်တွေ့တိုင်းနှင့်စကားကိုဖြောက်အောင်ပြောရသည်မရှိထို့ထက်ပို၍တစ်ဆက်ထဲကြုံရသော အခက်အခဲတစ်ဖုံမှာမုန်းနှင့်အတူအလုံလုံ၍ဆေးရုံအပေါ်ဒဏ်၌အခန်းမဖွဲ့ဘဲအတူနေထိုင်ကြသည့်မုန်းလက်အောက်ရှိဆရာမကလေးများဖြစ်၏ သူတို့သူတို့တွေကလည်းရုပ်ရှင်လက်မှတ်နဲ့ခောက်ဆွဲတော်များမပါမချင်းစေးရုံပေါ်မှာမစင်းတဲ့ကြတော့ကြောင်းလကစေးရုံအောက်ထက်မှတကားဆောင်အဖိုးကြီးကလည်းသူ့အတွေ့အနည်းဆုံးငပြောသည့်တဖြည်းမှမပါလျင်တကားမဖွင့်တတ်တော့ကြောင်းလကမအဖိုးမော့ထန်တို့တစ်ခေါက်သွားရတော့ကုန်ကြစေးမှာတက်တာလာသည်မဟုတ်သို့တော်မောင်းသည်ထိုထိုသောအခက်အခဲများကို အမျိုးမျိုးအဖုံဖုံနိပတိရေပေါင်းစုံဖြင့် တိခံကြောလွားနိုင်ခဲ့ယူလာမသိမောဤယတနာရွှေကျုံ၌နှုတ်ငုံအရင်အမှဖြစ်ပေါ်လာရသည့်အစွန်းတွင်မောမိဘများဘက်မှတွေ့ဆုံဆွေးနွေးငင်းကြရေးစကားကို ကန်လန်လာသည်မောသည်မူလကပင်ဤသို့ဖြစ်လျင်ဤအခြေဆိုင်ရမည်ကိုကြိုတင်တွက်ဆဇရားချထားသူဖြစ်သည့်အတိုင်မိတို့မြအကြောင်းမပြန်မင်းတင်းခံ၍နေလိုက်သည်သို့ဖြစ်နေကစားမောမိဘများဘက်မှ တိုးဦးတဲ့သောသမီးရှင်များဖြစ်သည်နှင့်အညီကြားလေဆိုးလေဖြစ်တော်မူအခြေကိုဂုံတီရင်မပြဲလက်နှင့်မချာပင် အလင်းဝင်နိုင်သောနည်းဖြင့်မော့အားအလုံးမှထွက်စေပြီးတကားလားမောမိဘများအိမ်သို့မောင်ရုံးမော်ပါရောက်လာခဲ့ကြသည်တို့တော်မောင်နှင့်မောတို့ဤဘဝမှာဒီမျှနဲ့မပီးသည်မောမိဘအိမ်သို့မောင်ရောက်သည့်နေ့၌ပင်ရှေးဦးပထမစ၍တွေ့ရသောအစဉ်မပြေမှုမှာ အစာအစာပြတနာပင်ဖြစ်၏။မောင်ကမိုးစစ်စင်လင်းနေရင်ပဲပြုံးနေနေပြာရှေးဥစွာစားရမှကျေနပ်၏။စီစံထားသောမုံစိမ်းပေါင်းနှင့်လက်ဖြစ်ချမ်းကို အသေးလေးကြက်၏။ချင်းရင်ဟင်းနှင့်ငပိမပါလျင်ထမင်းမစားတဲ့အမဲသားနှင့်ဝတ်သားကိုလည်းရှောင်၏။မုံမိဘများကမူမိုးလင်းနေရင်လက်ဖြစ်အချိုးတောက်၏။တယောက်မုံများကိုအမြင်စား၏ဝတ်သားစုပ်ပြုတ်အမဲနှစ်နှင့် ကြော့ချက်အမျိုးမျိုးကိုကြိုက်၏။ငပိကိုအလျင်မစား။ထို့ပြင်မောင်ကစပေသမားဖြစ်သည့်အနေအားအလုံးမပြန်လာလျင်စဖက်လျင်ဖက် မဖက်လျင်ရည်။မရည်လျင်လည်းတွေးနေတတ်သူဖြစ်သည်။မုံမိပများကမူကုံတယ်မျိုးရိုးဖြစ်သည့်အတိုင်အိမ်အောက်ထက်နှင့်ဖွင့်ထားသောကုံစုံဆိုင်တွင်မောင်ကိုဝင်ရောက်ကူညီစေခြင်းသည်။မောင်ကလည်းကုံတယ်အလုံးမှာ အမြတ်ကြီးစားခေါင်းမော်ဖြတ်သမားတို့၏အလုပ်ဖြစ်၍ဆက်ဆုပ်သည်စားတုံးသူသူစင်းရဲသားများအပေါ်၌မတက်တဆဈေးတင်၍ရောင်းရမည်ကိုနှုတ်မှပြော၍မထွန်းထို့ကြောင့်မောင်ကမလုပ်လို့တို့တော်မောင်ကဆိုသည် မောင်ရဲ့မောင်လဲစားပေသမားတယောက်ပဲယောမအိုရောက်ရင်ယောမလိုကြင်တုံးရမယ်ဆိုတာအသိသားနဲ့ဝဒနာပါလို့တော့ဘဲဟုတ်မလဲအခြေအနေအရာပေါ်မောင်ရဲ့ မုန်းတော့ကိုအိုးကိုအိမ်နဲ့မနေနိုင်သေးခင်သူ့အိမ်ပေါ်မှာနေသူ့စိတ်ကြည်နဲ့အောင်တော့လှုပ်လိုက်ပါမောင်ရဲ့နောက်တော့ကိုအိမ်နဲ့ကိုနေရမှ မောက်စိတ်တိုင်းချဖြစ်ရပါစေမယ်မော်လဲမောက်အတွက်စိတ်မကောင်းပါဘူးကွယ်မောက်တဘောထားအောင်မော်တိပါတယ်နော်မောက်နော်ခဏပေါ့ကွယ်ဟုတ်လားဤသူမောင်ကဆိုလာတော့အခါချစ်သူအတွက်အဖက်ဖက်မှအနစ်နာခံ၍မိဘဩဇာအစဲအလာကိုလွန်ဆန်ပြီး သူ့ကိုယူခဲ့သည့်မော့အားပြန်ငဲ့ရပြန်သည် အကယ်၍တမ်းမော့သည်မိဘအလိုချာလက်ရောမည်ဆိုပါက ယခုအချိန်၌ဆရာဝန်ကတော်တော်၎င်းအင်ဂျင်နီယာကတော်တော်၎င်းဖြစ်နေလောက်ပြီးထင်သည်ထို့မှတပါလဲမော့သည် သူ့လိုလူကိုယူလိုက်သည့်အတွေ့မိမမှန်သည်။ရေဘူရအဖြစ်မျောလင့်တောက်တာခေါင်းယူတတ်ကြသောခန္ဓာကြည်ကျသည့်မင်္ဂလာပွဲမျိုးကိုမစင်နွယ်လိုက်ရခိုးရလိုက်၍ ကြိုက်သူကိုယူခဲ့တော့မိမများထက်ပင်အယယာအဆဆချုံငယ်လောလာသည်ကို မောင်ကတွေးမိသည် ထို့ကြောင့်ဤအချိန်၌မောင်ကအလျှော့ပေးလိုက်သည် ထို့သို့နီလာယာကတနေ့သောအခါမော်တော်အိမ်တွင်တရုတ်ထုံးစံအယပွဲလွန်သူ လူကြီးမိဘများကိုရည်မှန်း၍ပူဇော်ရသောချစ်ရပွမ်းခေါ်တစေကြီးပွဲတော်နှင့်ကြုံရပြန်သည်ထိုစဉ်ကလည်းထိုအလောက်ကို မောင်ဤစိတ်ထဲတွင် အပေါ်အလောက်ဟုထင်သောကြောင့် ဘာမြောင်ဝင်ရောက်အားပေးခြင်းမပြုခင်သို့တော်မနှောက်ရှင်သူ့ဖာသာသူနေသည်ဒါကိုမောင်ကအာမယာအော်မောင်တယောက်လည်းတော်တော်ခက်နေပြီဘာပြုလို့လဲကွာမောင်ဘာလုပ်လို့တော့ဘာမှမလုပ်လို့ခက်တယ်ပြောတာပေါ့မဒီနေ့ဒီရက်ဟာမောင်တို့အဖို့အရေးကြီးတယ်ဒီလိုနေထူးနေမြတ်မျိုးမှာကမောင်အနေနဲ့စိတ်မပါတာဆန်ဆောင်လုပ်ဖို့တော့ကောင်းတာပေါ့မဒါမှအပားတို့ကကြိုက်မှာမလား ဤတစ်ချိန်၌မူမောင်ကသူ့ယုံကြည်ချက်ကိုရှေ့တန်းတင်၍လာသည်ထိုအခါမောင်ကဤကိစ္စကို အလေးအနက်စဉ်းစားရပြန်သည် မောင်သည်မောင်ဤအဆိုပြုချက်ကိုအင်းမလို့အဲမလို့ခြေတုံချတော်ဖြစ်နေစဉ်အတွင်းအိမ်အောက်ထံမှရောက်ခမကြီး၏ဗီဒီယိုဖွင့်တဲ့ကိုကြားလိုက်ရ၏ဗီဒီယိုမှာတရုတ်ပြည်သူတမရနိုင်ငံမှလာသောတောတက်ရှင်များနားဆင်စရာအခမ်းဖြစ်ဟန်တူ၏တီအီအီဖြင့်ဆွဲဆွဲငငယ်တီဆို၍ လေကားထိတ်မှကျင်းနေပန်းကြီးတစ်ချက်ရောကြလာတန်းကဲ့သို့၎င်းခောက်ဆွဲရသောတယောက်ကြီးတယောက်ဝစစ်ခောက်တန်းကဲ့သို့၎င်းတောက်တောက်တကွမ်းခွမ်းဖြင့်ဒလက်ချမ်းတိမှုန့်လိုက်သောတယောက်တချင်းတန်များကြောင့်မောင်သည် အလွန်တရာစိတ်ပြက်စွာတက်ပြင်းတစ်ချက်ချလိုက်စင်မှပင်မောကသူ့စကားကိုဆက်လိုက်သည်ဘက်နဲ့လဲမှာမောပြောတာသဘောကျတယ်မလားယင်မောင်လည်းစဉ်းစားကြည့်လေ နိုင်ငံခြားကဗမာပြည်ကိုရောက်လာတဲ့တပ်တမန်တွေဧည့်သည်တွေတောင်မှယုံကြည်တာမယုံကြည်တာအပထားချွေတကောင်ဖျားသွားပြီးဘောပကအပွဲမှာလှူတာတို့ဂျပန်တွေကလည်းဗိုလ်ချုပ်အောင်ဆန်းကူမှာပန်းဝေချတာတို့ဗမာတချင်းနဲ့ဗမာတီးလုံးကိုအရတာမခံတတ်ပေမဲ့ကြိုက်နှစ်သက်လေဟန်နဲ့လက်ခုပ်တီးပြီးဩဘာပေးတာတို့ကိုနှစ်ပြေတောင်ချစ်ချည်ရင်းနဲ့လူမှုဆက်ဆံရေးအရလိုက်လံရော်ရော်လောက်ကြရတာပဲမလား ဲ့ဒီတော့မောင်ရဲ့ဣတချိန်၌လည်းမောင်ကပင်အလျှော်ပေးလိုက်ရပြန်သည်။ဘာလိုလိုနဲ့မောင်နဲ့မွန်တို့အိမ်တော်တဲ့ဘဝရောက်ခဲ့ပြီးမှကိုလာကျော်မြောက်၍ကလေးတယောက်ပင်ရကြပြီ။အမည်မရှိသေးသော ထို့ကလေးမှာမောင်တို့လင်မယားအဖို့တားအိုနှင့်မောမိပါမယားအဖို့ညီဦးဖြစ်တော်ကြသည်။တအိမ်လုံးကဖုဖုမှုတ်ထားကြကအမိဝန်းတွင်ကကြွတိအချိန်ကစ၍ညာအယံဝင်သည့်အထိ လက်ပေါ်မှကြာတိမရှိခင်ထို့ကြောင့်မောင်ကခလေးလက်ကြိုက်သွားမည်ကို ဆိုရင်မိသည်မုံရီမောင်တို့သားကလေးကို သူအဖိုးအဖွားတွေဝိုင်းချီတာကတော့ကျေးဇူးတင်ပါတယ်ဒါပေမဲ့မုံနောက်လျှောက်ထားတဲ့အလုပ်အစဉ်ပြင်းလို့မောင်တို့အိမ်ခွဲပြီးနေရင်မုံကတိလင်းနဲ့ဖြစ်နေမှာနော်မောင်တငယ်ချင်းကိုခင်ဦးတို့အိမ်နေမုံရောက်ပူတာနဲ့မတွေ့ဘူးလားခလေးကလက်ကြိုက်တော့ကိုခင်ဦးတို့လင်မယားအားရဲပဲမရှိဘူးအလုပ်ကများ ကလေးကခွာမရနဲ့အိုးဒုက္ခမှာတကယ်ဒုက္ခပါပဲကွာအဲ့ဒီလိုဖြစ်မှာတော့မောင်တိတ်စိုးရိမ်နေမောဩဒါကတော့မောင်ရဲ့ตาအချက်မီအနည်းဆိုတာမောင်လည်းအတိသားနဲ့ချစ်လွန်းလို့ချီကြတာပဲချီပါစေမောင်နောက်တက်တာသေးတယ်မလားမောင်ဤအယူခံကိုမွန်ကအေးမကြီးပါဘူးဟုသောသဘောဖြင့်ပယ်ချလိုက်သောအခါအောက်ယုံတော်ကအတိုင်းအတီဖြစ်သွားကခလေးငယ်မှာတနေ့တခြားပို့ဆိုးလာသည် မောင်ထင်းသည့်အတိုင်းချော်မရချမရဖြစ်လာသည်သူ၏အလိုဆန္ဒဟုသည်များကိုငိုကြွေးမှုဖြင့်တောင်းဆိုလာသည်ထိုအခါအဖိုးဖွားများကခြေမကိုင်းမိလက်မကိုင်းမိဖြစ်ကမောင်တို့လင်မယားကိုအပြစ်တင်၍နှုတ်တိုက်ခိုင်းသည်ခလေးမှနှုတ်စာတော့ကြောင့်ငိုခြင်းမဟုတ်ပင်အတိယခက်လာသောအလိုဆန္ဒတစုံတစ်ခုကြောင့်စိတ်တိုင်းမကြသူ့အလိုဆန္ဒကိုဖွင့်ဟမပြောတတ်တိုင်းအားမလို့အားမရ တက်မတက်ချက်မတက်စုညံစွာငိုကြွေးနေတတ်သည်ယင်းသို့ဆိုသောအဖိုးဖွားများသည်ညလုံးမျက်စံပြူကာထဲ့မြတ်မုံနေဒီနေ့မနဲ့ဘာတွေများလျှောက်စားလို့လဲခရဲချိုတီကိုမတွန့်နဲ့လို့ငါအတတပြောထားတဲ့ကြားရရနင်ငါမသိအောင်စားလိုက်တယ်မလားကြည်စင်အခုခလေးလေးထိုးနေပြီဟု အဖွားဖြစ်သူကမှုန့်ကိုစွဲချက်တင်လိုက်သည်ထွက်ခါမောကညလုံးလေးပေကလေးဖြင့်မဟုတ်ပါဘူးအမရဲ့ ဖခင်ပေပေကျင့်ပေးပေးပါကျမအမတို့ပြောတဲ့အတိုင်းခရမ်းချူတီကိုကင်နာမကင်ပါဘူးကျမစားတာကခရမ်းချင်သီးပါဟုထူချေသည်ဘာပါဘာပြောတယ်ခရမ်းချင်သီးဟုတ်လားအဲ့ဒါအအေးစာဒါကြောင့်ခလေးဖိုက်နာတာမဖြစ်ဘူးမဖြစ်ဘူးသူ့ကိုဒီလိုလွတ်ထားလို့မဖြစ်ဘူးညနေကျရင်ထမင်းစီဆင်းပြီးမချောက်ဖုံးနဲ့ကျွေးမှနောက်ပြီးနွားနို့ကိုလည်းတောက်လို့မဖြစ်ဘူးသူလည်းအအေးစာနောက်ပြီး ြည့်ဥကိုလည်းမစားစေနဲ့အဲ့ဒါဝမ်းပုတ်တယ်ဟူအဖိုးဖြစ်သူကအမိန်ချအီအီချေတို့ရောက်တည်နေတဲ့ပြိုင်နဲ့ချေဆက်နေရင်မွန်ထမင်းငတ်တော့မြီကိုစိုးရင်လာတော့ကြောင့်မောင်ကမနေနိုင်ပဲကြားဝင်၍ပြောရတော့သည် မဟုတ်သေးပါဘူးအကိုရဲ့ကျွန်တော်ကြားဘူးတာကတော့ခင်ရချင်းသေးဟာဗီတာမင်စီနဲ့အေဒက်သွေးအားကိုလည်းကောင်းစေတယ်ယောဂပိုးတွေကိုလည်းကောက်ွယ်တယ်ကျဲဥနဲ့နွားနူကတော့ဗီတာမင်ဘီနဲ့ကယ်စီယမ်ဓာတ် ူကတော့ကိုခန္ဓာထွားချင်းဆိုပြပြီးအယိုးကို အားပေးတယ်လို့တော်စမ်းမှာကွာမင်းတို့ခက်လူငယ်တွေအဲ့ဒါကြောင့်ခက်တာနေရတကမင်းတို့ကလူသိလူတတ်တဲလှုပ်ချင်ကြတာပဲတို့ကဘိုးစင်ပေါင်းစက်မင်းတို့မမွေးခင်ကတည်းကဒီအပူအအေးဓာတ်တဘောတွေကိုမှတ်ပြီးတက်တက်လုံးစားလာတာမင်းတို့ကအခုမှတို့ဆရာလာမလို့စမ်းပါနဲ့ယောခက်ချီပြီးဤရောက်ခမအထီးကြီးမှာတယောက်စစ်စစ်ဖြည့်၍သာတော်ရော်သည်ဗမာသာဖြစ်ပါကအ ဗိန်းတော်စီအားလုံမီလားမသိမောင်တီအဖိုးကြီးအားပြက်နှံ့ရင်ပစက်ပြင်းလိုက်စင်ပင်မောင်ကအကင်းပါစွာမျက်စီမှိတ်ပြလိုက်တော့ကြောင့်ဤတပွဲနိုင်လင်းမောင်ကအရှုံးပေးလိုက်ရပြင်သည်အခင်းလေးဤတို့ဖြစ်မောင်တီရောက်မှအိမ်တဲ့တမဲမျက်နှာငယ်ဘဝတွင်နေရတကအရှုံးပေးလိုက်ရသောအခါဤအိမ်၌ဆက်လက်နေထိုင်ရန်ညှိငွေလာသည်ရခင်ကမိမိ၌ရှိခဲ့သော မဟုတ်မခင်စိတ်များနှင့် အကြောက်တရားများမှလည်းမုန်ကိုချစ်သည့်စိတ်ဖြင့်မြို့သိရဖန်များသောကြောင့်ရင်း၌တင်းကျပ်လာသည်ထို့အတွင်မော့မှလည်းမိဘဖြစ်သူများ၏အစာရွေးမှုကြောင့်တဖြည်းဖြည်းအားနည်းလာကာနှုတ်မထွက်တော့ညစာပင်တစ်ပင်နှင့်အသီးနှံတို့မှတစ်ခုနှင့်တစ်ခုဆက်ဆံမှုရှိတကဲ့သို့မုန်ကြုံရသော အခြေမှဤအတိုင်းဖြစ်နေသည်မဟုတ်ပါလားသူဖြစ်သည့်အလျောက်မအဖို့ရနိုင်လေသူ့တန်းငယ်အတွက် တညလျင်နှစ်ခါနှုတ်ထ၍ဖြောရရှာသည်ဝမ်းအိုးကျဲသောတန်းငယ်ချောင်းလက်တို့ချင်းနှုတ်မုံဘွားလည်းတဖြည်းဖြည်းတိုးလာရာမာသည် အခြားပုံနေတိုက်တစ်ခု၌ညဘက်ကိုပါအလုဝင်လောက်ရသော အခြေအနေသို့ရောက်လာသည်ဝဲကုံလူပန်းစိတ်မချမ်းမသာဤသုံးရသောဝိရဏကိုမောင်အလူအလိတ်ခံနေရစဉ်အတွင်းတနည်းတနိုင် မောက်ထန်သူတရင်ကောင်းတရရောက်လာသည် ထိုတရင်မှာမောင်အဖို့ မဟာအဝိစီငရေ၌အနှစ်တသိန်းတူကာလပတ်လုံးငရေခန္ဒီရရာမှလොမြောက်၍နောက်ဘဝဝင်စကြာမင်းဤဝဲပိုက်တွင် ပရိသင်တည်တည်နေရမည်ကဲ့သို့သည်ထို့ကြမှသည်ဤမြဝဲတာစရာကောင်းသောသတင်းတရားကို သူတူဦးရေတိယုံမြပင်မပီးသည်၍အလုတ်တိုင်းမှ ခွင့်တောင်းပြီးမော့ထန်သူပြေးလာသည်မွန်ရီမပူနဲ့တော့ဟေးမွန်အလုတ်ရပြီဟင်ဟုတ်လားမအေး နှစ်နေရမောင်မိတ်ဆွေဘိုးကြီးစုံညွန်ကဖုံးဆက်တယ်။မောင်အလုံးလျှောက်ထားတဲ့သူတို့တက်တွင်းစေးရုံမှာအခုလက်ကောင်ကစပြီးအလုံးစင်းရတော့မယ်တဲ့။ဟေးဟုတ်လား။အေးနောက်ပြီးအဲ့ဒီအလုံးကနေဖို့အိမ်ထဲရမယ်။ကားနဲ့လည်းလာကြမယ်။နောက်ကကလည်း300တဲ့။အဲ့ဒါနမကောင်းခင်အဲ့ဒီကိုအမြန်ဆုံးပြောင်းခဲ့ကြဖို့မှားလိုက်တယ်။ခံကြလိုက်တာမောင်ရဲ့။ဤအချိန်တွင်သူတို့နှစ်ဦးလုံးဤဝမ်းတာမှုအတိုင်းအတာမှာနှိုင်းစရာပင်မရှိတော့ပါချေ။ ီနေရာမှာတော့စာရေးဆရာမြဝရီရဲခေါင်ရေးသားထားတဲ့စရုံးနောက်ရောင်ပါရတော့အခါဆိုတဲ့မဂ္ဂဇင်းဝတ္ထုတို့ဟာပြီးဆုံးသွားပြီပဲဖြစ်ပါရှင်